မိန်းမကြီးတွေအားတဲ့အချိန်တိုင်းအဲ့လိုပဲခိုးစားတအားဆုံးတယ်တဲ့ခါရောမီပရဟိတများနေနေလေးစောင့်ပါအောင်လားလို့ဟေး Facebook ပေါ်မှာဘာဟိဆိုလို့ရှိရင်ချက်ချင်းအလူရက်တင်နဲ့သွားပြီးတော့မှကင်မရာတွေတကားကနဲ့ သွားပြီးတော့မှလှူကြတာခိုးနေတဲ့တခိုးကိုပါစားပေးပြီးတခိုးမှန်နေတော့မဟုတ်ဘူးလေခလေးမေကိုသွားပြီးပြူတာအမလေးဥပဒေကြောင့်ရဖြစ်ဖြစ်စေစနေတော့ဘာလို့သူလဲခလေးငါးစားတာလေအဲ့တော့ကျမပြောချင်တာမဟာကိယုနာရှင်ကြီးတွေကလည်းတခိုးအားပေးတယ်တော့မလုပ်ကြနဲ့အလုံးမမင်္ဂလာပါရှင်မွေး YouTube channel လေးအရင်ကြိုဆိုလိုက်ပါတယ်မိုဒီနေတစ္ဆက်ပေးချင်တဲ့တတိလီကတော့ line ပေါ်မှာနာမည်ကြီးနေတဲ့ဒီ line တရားမှာပစ္စည်းခိုးလို့အရက်ခံလိုက်ရတဲ့တခိုးသားမိနဲ့ပတ်သက်ပြီးတော့အခုဆိုလို့ရှင်တော့ပစ္စည်းခိုးတဲ့ anti ကြီးကိုဖန်ဆီးလိုက်ပြီပေါ့နော် DNT ကြီးဟာဆိုလို့ရှင်လည်းဒီတစ်ချိန်ကြီးမဟုတ်ဘူးခဏခဏ like ခိုးနေတယ်လို့ပြောရ တယ်ရှင်ဒီကလေးရဲ့မိကလေးကလေးကိုငှားစားတယ်ပေါ့နော်ဒီအကြောင်းဆိုကိုမစုံစမ်းမလစ်လာပဲနဲ့ချက်ချင်းချင်းတော့ရောက်လှူတန်းနေတဲ့ကာရိုမီပရိုက်တာအဖွဲ့တွေကိုဒေါ်လမသင်းကနေပြီးတော့ဒက်ဆော်နေရပဲဖြစ်ပါတယ်ဘီလိုတွေမှာဆိုလို့ရှိရင်တော့အပြည့်စုံပါပါတယ်ဒီတခုအပြည့်လောက်တယ်ဆိုပြီးတော့လည်းပြတ်ပြတ်လာတယ်ရှင်ကြည်တံမျိုးတွေလည်းဘူးတူတာသင်္ကန်းစာယူလို့ရအောင်ပြန်လဲမြောင်းလဲချင်းပဲဖြစ်ပါတယ်မိုးရဲ့ဗီဒီယိုလေးကိုစောင့်ကြည့်လက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှင်ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော်ခိုးနေသူကိုလည်းထိန်းသိမ်းထားလိုက်ပြီဖမ်းလိုက်ပြီနာကျင်စိမ်မှုနဲ့ဒေါသအလျောက် ရိုင်းနှက်မိတဲ့ဆိုင်ရှင်ကိုလည်းမနေနေရဘန်းနေပေါ့နော်။ဒါခိုးတဲ့သူကိုလည်းဖမ်းဆီးပြီးသွားတယ်။ခိုးတဲ့သူကလည်းခိုးမှုကြခံပါ။ကျမကမနေတော့ပြစ်မှုတွေအဲဥပဒေပုံမှန်တွေကိုရှင်းပြတယ်ဆိုတာကျွန်မတို့တွေကအဲ့လိုမျိုးကြုံလာလို့ရှိရင်ခုနကဆိုင်ရှင်အမာကြီးလိုမျိုးဒေါသအလျောက်လုံးလိုက်မိမှာဆိုလို့လုံးလိုက်ရင်သူ့အလွန်ကိုအမားနဲ့မတန်မညာနဲ့ကိုကနစ်နာမှာဆိုလို့ကျမကရှင်းပြတာတခိုးကိုကာကွယ်နေအားလည်းမဟုတ်ဘူးတခိုးကိုကာကွယ်ပေးတဲ့ဥပဒေလည်းမဟုတ်ဘူးเนาะဆိုတော့ကိုကြုံခဲ့လို့ရှိရင်ဘယ်လို လုပ်ရမလဲဆိုတော့နောက်တစ်ခုကပေါ့ ကျမတို့တွေအဲအရန်ဆိုးတယ်တခါတလေကျရင်ရဲလက်အပ်တော့လဲခုနပြောသလိုပေါ့မနဲ့အလိုက်လို့ညနေကိုပြန်ပြီးတော့မှလွတ်လာတာပဲဘာညာဆသဖြင့်ပေါ့ဒီလိုမျိုးတွေပြောတယ်ဆိုတော့ဒါကတော့ဥပဒေကြောင့်ရအမှုမဖွင့်ဘူးဆိုလို့ရှိရင်ရဲစခန်းကလည်း24နာရီအပြင်ပို့ပြီးတော့မှထိမ့်သိမ်းလို့မရအောင်ဒီလိုလေးတွေကလည်းအများကြီးရှိသေးတယ်ဥပဒေပုံမှန်တွေကလည်းနော်ရဲမှလည်းရဲအကြောင်းအရာပေါ့နော်ဆိုတော့ဒီလိုမျိုးလေးတွေရှိသေးတာဖြစ်တဲ့တော့ကျမတို့ကလှုပ်ချင်တယ်ဆိုထိထိရောက်ရောက်အမှုဖွင့်အေးအေးယူဆောင်ရွက်အမှုတွေဖွင့်အဲ့တော့ကျမတို့မြန်မာအများဆိုတော့အမှုဖွင့်ဇေယိစကားလေးကုန်းလဲဒီမဖြစ်စက်လောက်လေးနဲ့ခိုးသွားရတယ်ဆိုပြီးတော့ကျမတို့ကခုန ာလို့ပေါ့အဲ့လိုမျိုးပဲစော်ထက်လိုက်ကြတာပေါ့နော်အဲ့တော့စော်ထက်လိုက်တာကစိတ်နဲ့ကိုယ်နဲ့အဲစော်ထက်လိုက်တာစော်လို့ရတယ်စော်ခြင်းတင်တင်စိတ်နေမလုံးနဲ့ရောက်ပြီနော်ကျွန်မပြောအရှင်းလာနော်အဲ့တော့တင်တင်စိတ်နေလို့လို့ဒီပြဿနာဒီလိုကြီးထွားတာနော်တင်တင်စိတ်နေမလုံးကြနဲ့ဟုတ်လားနောက်ဆုံးဟိုနိနာစီလို့နဲ့မဟုတ်ဖဲနဲ့ဟိုဘလို့ခေါ့မလဲဂယုနာဒေါသောနဲ့နောက်တစ်ခါ ဟန့်အောင်လို့မလို့ကိုကတစ်ချက်နှစ်ချက်ကစ်ချင်လိုက်တယ်ဆိုရင်တော့မှတင်းတင်းစိန်နေမလုံးနဲ့တင်းတင်းစိန်နေလို့လို့ဒီလိုပြဿနာကြီးကြီးထွားတာဒါလေးတွေကိုသိရအောင်လို့ကိုလည်းကြိုင်သူ့အလွန်ကိုအမားနဲ့ကိုကနင်းထိုင်ရင်းနဲ့နင်းလဲနင်းနာသေးတယ်ဟိုအမားကြီးလိုမျိုးဆိုင်ရှင်အမားကြီးလိုခံလဲခံရသေးတယ်နင်းလဲနင်းနာသေးတယ်အဲကိုကတရားဆွဲလဲခံရအောင်မယ်ဒေါသအလျောက်လုံးလိုက်မိတယ်ပေါ့နော်ဆိုတော့ဒေါသအလျောက်လုံးလိုက်မိတဲ့ဟာတွေဟာဒီဗီဒီယိုတွေရဲ့တစ်ခွက်တစ်ပြက်မှာတော့လူတို့ကိုစိတ်ဆိုးစရာဖြစ်သွားစေတဲ့ခါကြတော့အဲ ကိုကပြန်ပြီးတော့မှတရက်လိုကနေတရက်ခံပြန်ဖြစ်သွားတာပေါ့ဟုတ်ပြီအဲ့တော့အခုအနေထားရတော့မနေ့အထိကတော့တကိုးကလွတ်နေသေးတယ်ပေါ့နော်အခုအနေထားကတော့တကိုးကိုလည်းဖမ်းသားပြီအဲကျွန်တော်တို့အာဒါခုနကဒေါသအလျောက်ကျွန်တော်မိတဲ့ဆိုင်ရှင်ကိုလည်းဖမ်းသားပြီโอเคပြီးသွားပြီပြီနော်တကိုးလည်းတကိုးပြစ်မှုပြစ်ဒဏ်ကြခံရမှာပဲဟုတ်တယ်နော်ဟုတ်တယ်နော်အဲ့တော့ခုနကကိုထီးလက်ရောက်လုံးလိုက်မိတဲ့အမကြီးလည်းသူ့ကိုထီးလက်ရောက်လုံးလိုက်တဲ့အလျောက်ပြစ်မှုပြစ်ဒဏ်ကြခံရမှာပဲနော်အဲ့တော့ကျွန်မပြောချင်တာကအခုမှလာ နော်ခါရောမီပရဟိတများနေနေလီစောင့်ပါအောင်လားလို့ဟုတ်လားထက်ကနေဟိတန်ကနေဟိဆိုလို့ရှိရင်မဟာကိယုနာရှင်ကြီးများအင်မတန်ပေါ်တော့တိုင်းကြီးအရန်မဟာကိယုနာရှင်ကြီးတွေအရန်ပေါ်တယ်ဆိုရင်လည်းတနာစရာကောင်းတဲ့သူတွေကျွန်တော်တို့တိုင်းကြီးမှာအများကြီးရှိတယ်ပြည်သူစေယုံကြီးရဲ့ကင်စာဌာနကိုသွားလိုက်နော်ကင်စာဌာနကိုသွားလိုက်တနာစရာလူတွေအများကြီးရှိတယ်သွားလူပါအခုတော့မဟုတ်ဘူးခါရောမီဟေး Facebook ပေါ်မှာဘာဟိဆိုလို့ရှိရင်ချက်ချင်းအလူရက်တင်နေသွားပြီးတော့မှကင်မရာတွေတကားကနေသွားပြီးတော့မှလှူကြတာ အဲ့ဒီလိုလူဒန်းစားတွေကရှင်တို့တွေပတ်ဆံသွားပြီးလဲသူတို့ကလက်ကြောတင်းအောင်တတလုံးလုပ်ခဲ့တဲ့လူဒန်းစားမဟုတ်ဘူးတဲဆော်နီယာနော်ကျမဒီညာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်တွေတောင်းစားတယ်ဆိုတဲ့ဟာတွေနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်တွေအရှိမလဲပြောခဲ့ပြီးပြီမယုံရင်သွားပြန်ပြီးတော့မှရှာပြီးတော့မှနားထောင်ကြည့်ကြည့်ပါနော်လက်ကြောတင်းအောင်မလုပ်နဲ့အလုပ်ပေးကြလားအလုပ်ခန့်ကြလားတချို့ကအမေအလုပ်ပေးလိုက်ပါလားအလုပ်ပေးလဲသူတို့မလုပ်ဘူး တို့ကတတလုံးတောင်းစားခိုးစားရတဲ့ဟာမှာပဲတို့ကပျော်မွေ့နေပြီစီးနဲ့ကန်းနဲ့အချိန်နဲ့အကန့်အသတ်နဲ့ဘောင်နဲ့ကန့်တတ်ချက်တွေနဲ့တို့မနေနိုင်ဘူးเนาะနောက်တစ်ခါကလေးတွေပေါ့ ခလေးတွေဆိုတာလေကျွန်တော်တို့မီးပွိုင်တွေမှာလေမြင်တယ်မဟုတ်လားခလေးတွေကိုလေဘာမီတွန်တွေတိုက်ထားပြီးခလေးတွေကအိတ်ညာမိုးရွာရွာနေပူပူနေအဲ့ဒီခလေးတွေကိုငှားစားတယ်ဆိုတော့ကိစ္စအခုမှမဟုတ်ဘူးတော်တော်ကြာကြာလေးကဒါရီဟာရှိခဲ့တယ်နော်ခလေးတွေကိုငှားစားတာတနည်းကို2000တော့3000တော့နဲ့ခလေးတွေကိုငှားစားတာနော်အဲ့တော့ခလေးတွေကို cover ယူပြီးတော့မှသူတို့ကဒီလိုမျိုးပြစ်မှုတွေကိုကျူးလွန်ကြတာပေါ့နော်ဆိုတော့ဒီလိုမျိုးတွေလည်းရှိတယ်ပေါ့ပြောရရင်တော့အများကြီးဖြစ်ကုန်မှာပေါ့ကျွန်မပြောချင်တာတော့အဲ့ဒီအကန့်ကြီးမဟုတ်ဘဲနဲ့ခါရိုမီပရဟိတတွေအယံမဟာကိယုနာရှင်ကြီးတွေတဆိတ်ရှိရင်တစ်ခနေ ဲဆိုသွားပြီအဲ့ဒါဆိုတော့ဘာဖြစ်သွားမလဲဆိုတော့အများရဲ့ mindset ထဲမှာဘာဖြစ်သွားဟာဒီလိုခိုးလိုက်တာတောင်မှဒီလိုလုံးလိုက်တာတောင်မှဒီလိုမျိုး Facebook ပေါ်မှာတနာစရာပြကွက်တခုရရင်ဒီလိုမျိုးပတ်စံရင်းရတတ်ပါလားဆိုတဲ့ဟာမျိုးတဆိတ်ရှင်ပတ်စံသွားပေးတာတဆိတ်ရှင်အလှခံမျိုးမှပတ်စံသွားပေးတာအဲ့ဒါဇာတိကမန်နိုင်ကိုရိုက်ချိုးခံရတာပဲဟုတ်တယ်နော် အဆင်မပြေတဲ့သူကိုပတ်စံပေးတာဘာဖြစ်လဲဆိုတော့ no မဟုတ်ဘူးအလွင်ရသွားတာအဲ့တော့ဒီလို case မျိုးတွေဖြစ်လာတိုင်းဖြစ်လာတိုင်းဘာဖြစ်လဲဆိုတော့ပတ်စံရဖို့အတွက်ပဲမျက်ရည်ခြူကြတော့တာပတ်စံရဖို့အတွက်ပဲလုံကြတော့တာအဲ့တော့ economy ပရဟိတကြီးတွေ ਨੇ ဒီပတ်စံတွေသွားသွားပြီးအိမ်နိုင်ငံရောက်နေသွားပြီးတော့မှကျူးလွန်သူဟာနစ်နာသူအဖြစ်တွေဟန်ဆောင်ပြီးတော့မှဒီလိုမျိုးကြီးဖြစ်နေတာတွေကြတော့လေအဆင်မပြေဘူးကြည့်ရတာတခုမှတခုပဲပေါ့ဒက်ဆော်နေရနော်ဟုတ်တယ်နော် အဲ့တော့ခဏလေးတော့စိတ်ရှည်လက်ရှည်နဲ့စောင့်ကြည့်ကြပါဦးလို့เนาะအငြင်းနဲ့ကျွန်မကြည့်နေတခုခုဆိုလေဟာအသေးအသံအញ្ញမ်းမှလှူခြင်းနဲ့တန်းကျင်တဲ့မဟာကိဝနာရှင်ကြီးတွေဆိုလို့ရှိရင်ကျွန်မတို့ပြည်သူဈေးယုံကြီးတွေမှာအများကြီးပါသွားလှူပါမိမမဲ့ဂင်ဟာဒီမှာလိုအပ်ချက်တွေအများကြီးပါသွားလှူပါနော်အဖုံးတော်ဒီကြီးတဲ့ပညာကျောင်းနေမှာလေလိုအပ်ချက်တွေအများကြီးရှိပါတယ်နော်ဟာဘုန်းကြီးကျောင်းနေစင်းရင်းနေတဲ့ဘုန်းကြီးကျောင်းနေအများကြီးရှိပါတယ်ဟုတ်လား သာသနာနဲ့သက်ဆိုင်တဲ့နေရာဆိုရင်လေလူပုဂ္ဂိုလ်နဲ့သက်ဆိုင်တဲ့နေရာဆိုလဲအဝေးကြီးသွားစရာမလိုပြည်သူစေုံကြီးသွားလိုက်ပါစီးမကူတာနိုင်လို့မတည်တယ်မဲနဲ့တည်သွားတဲ့သူအများကြီးရှိတယ်အဲ့တော့ကင်မရာကြီးတကားကနဲ့တခုခုဟေး Facebook ပေါ်မှာတန့်ကနေဟေးဆိုအတင်းတွေသွားပြီးတော့မှအလူရက်တွေပတ်စံတွေပေးပြီးတော့မှဟာဘလူတွေပဲချမ်းသာနေတဲ့မြစ်တာရှင်ကြီးတွေသွားလုပ်တာအဆင်မပြေနေဘူးတော့ကြည့်ရတာတခုဟာတခုပဲပေါ့သူခုံးမှုကျူးလွန်တာဒီခုံးမှုကျူးလွန်တာပဲတော်သူကလေးပဲပါပါမပါပါဘလုံးပဲဖြစ်ဖြစ်ခုံးမှုကျူးလွန်တာပဲ 好了，三星啊来，别忘那他，怎么我们内容啊？v i 比较快你老了，怎么呢？对的，你马里只要个拉的，怎么单翻译不他的？ မမတဲ့သူနဲ့ဆိုင်ကြီးချင်းတဲ့အခုဖြစ်တဲ့ဆိုင်ရှင်ကတဲ့အဲ့ဒီမိန်းမကြီးတွေကတဲ့အချိန်တိုင်းအဲ့လိုပဲခိုးစားနေတာတဲ့အချိန်တိုင်းသူကအဲ့လိုပဲလှုပ်ရှားနေတဲ့သူတွေတဲ့တအားဆုံးတယ်တဲ့ခံရတဲ့သူတွေဘက်မှာလည်းတဲ့ဟုတ်တာပေါ့နော်ဒါဟိုဒေါသအလျောက်ခဏခဏခံလုံးကကြည့်လို့ဒေါသအလျောက်လွန်ကျူးသွားတာပေါ့နော်လွန်ကျူးသွားတာပေါ့သူကသူစီရင်ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ကိစ္စအောင်စီရင်ဆုံးဖြတ်ပိုင်ခွင့်နဲ့လုံလိုက်တာဖြစ်တဲ့သူကသူလည်းမှားသွားတာပေါ့အဲ့တော့ဘာဖြစ်သွားလဲဆိုတော့သူ့အလွန်ကို့အမှားဖြစ်သွားတာဟုတ်တယ်နော်ဆိုတော့တခိုးကမူလကခိုးတယ် ဟုတ်လားအဲ့ဒါဆိုရင်ခုနလိုရက်ကြီးတွေခွန်ရမယ်အဲဘယ်လိုခွန်ရမယ်စသဖြင့်ပေါ့ဒီလိုမျိုးတွေနဲ့အဆင်စင်သွားအောင်မာ तू ကဒေါသအောင်ကြီးကသူစီရင်လိုက်တယ်စီရင်တာလဲပြဿနာမရှိသေးဘူး Facebook ပေါ်ရိုက်ပြီးတင်လိုက်တဲ့အချိန်မှာဒါအော့အော်တောင်းနေဖြစ်သွားတဲ့အတွက်ကြောင့်မလို့အဲအမှန်ကနေအမားဖြစ်သွားတာပေါ့အဲ့တော့အဲ့လိုမျိုးအုပ်စုဖွဲ့ပြီးခိုးနေတဲ့သူတွေကအုံနေချင်းနဲ့ရှိတာတောက်စရာတိတ်ကောင်းတယ်အဲ့တော့ကျမအရင်တော့ဆိုရင်တနာလို့မလို့အဲ့တောင်းစားနေတဲ့ကလေးတွေဖက်နက်ကလေးမရှိလို့ဖက်နက်ကလေးခေါ်ပေးတယ်နောက်နေ့ဖက်နက်မရှိတော့ဘူးเนาะအဖက်နက်ဒီတိုင်းမဲ့ဒုံရင်းဒုံရင်းမဲ့ ဟုတ်လားအဝိစာလေးမရှိလို့ကျမတို့အဝိစာခေါ်ပေးလိုက်တယ်။နောက်နေ့အဲ့ဒီအဝိစာမရှိတော့ဘူးနော်။ဒုံရင်တုံရင်ပဲ။သူတို့ကကဲတင်လို့မရတော့ဘူး။အဲ့ဒါယူပရာဟိတခါရောမီပရာဟိတတွေကလည်းအသေးအံပတ်စံနေသွားပေးတာကြတော့မျက်စိထဲမှာမြင်ရတာအဆင်မပြေဘူးနော်။အဲ့ဒါလေးရတော့လေနော်။အဲ့ဒါလေးလည်းခါဟိုအမျိုးသမီးမှန်သလားဆိုဆိုင်ရှင်အမျိုးသမီးမမှန်ဘူး။ဆိုင်ရှင်မျိုးသမီးမမှန်ဘူး။ဘာဖြစ်လဲ?သူဟာသူစီရင်ဆုံးလုတ်ပိုင်ခွင့်မရှိအောင်သူလုတ်လိုက်တာမဟုတ်ဘူး။သူလည်းသူပြစ်မှုပြစ်ဒဏ်သူကြောက်ခံရမှာ။ဒါပေမဲ့ ခိုးနေတဲ့တခိုးကိုပါစားပေးပြီးတခိုးမှန်နေတော့မဟုတ်ဘူးလေတခိုးကတခိုးပဲဟုတ်တယ်နော်တခိုးမှမှန်ဟုတ်လားအဲ့တော့တခိုးကလူပြန်ဟစ်ပြီးကျွန်မမနေ့ကအင်တာဗျူးကြည့်လိုက်ရတယ်ခလေးမေကိုသွားပြီးပြူတာအမလေးဥပဒေကြောင့်ရဖြစ်ဖြစ်စေစနေတော့ဘာလို့ तू လဲခလေးငားစားတာလေ तू လဲခလေးငားစားတာ तू လဲခလေးငားစားတာ နော်ပြန်လာရင်ပတ်စံရတယ်ကလေးခေါ်ပြီးထိန်းသွားပြန်ပြန်လာကလေးငါးစားတာအဲ့ဒါသူတို့ရဲ့ business ကလေးငါးစားတာသူတို့ကတပြန်စီးပြန်ပြီးတော့မှဥပဒေအတိုင်းဖြစ်စေခြင်းနေတော့အမလီဥပဒေတခုံးကလူပြန်ဟစ်တယ်ဆိုတော့အဲ့ဒါကိုခေါ်တာကလေးငါးစားတာတော့ကျမတို့ညီလေးခတ်တော့ခတ်တယ်ကျမတို့တိုင်းပြအောင်လေနင်းနေတော့လွဲတယ်သိလားဆိုတော့ကျမမနေ့ကဆိုဥပဒေပုံမှန်နေကျမရှင်းပြတယ်ကျမတို့တွေ ူကိုအကုန်လုံးပေါ့နော်မမတွေညီမလေးတွေကျမတို့ဘယ်နေ့ဘယ်ကိစ္စဒီလိုမျိုးကြုံတွေ့ရမယ်မသိဘူးကြုံတွေ့ရရင်ကျမတို့ကဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကိုသိအောင်လို့မလို့ဒီလိုထုတ်ရင်နှက်ပြီးတော့မှဒီလိုတွေတင်ရင်လဲဒီလိုတွေနဲ့ညီဆိုးနေတော့ဒီလိုတွေနဲ့ညီဆိုးရင်မညီဆိုးအောင်ဘယ်လိုလုပ်မလဲဒါတော့ကွက်ကိုညံရှိတယ်လို့သုံးဟုတ်တယ်မလားကျမပြောတာကျမတို့လာပြီးတော့မှတခိုးကလုတ်သွားတာကိုခံရမှာလားတော့တခိုးကိုကာကွယ်တဲ့ဥပဒေလားလို့လာမပြောနဲ့အဲ့ဒါနိုင်ငံတိုင်းမှာချမှတ်ထားတဲ့ဥပဒေကျမထုတ်ထားတာလည်းမဟုတ်ဘူးကျမကိုရန်လာမတွေ့နဲ့ ကျမထုတ်ထားတဲ့ဥပဒေလည်းမဟုတ်ဘူး။ကျမကတိအောင်ကိုစောင်းရန်ရှောင်းရန်ကို ရှင်းပြတာ။အဲ့တော့ဂယုမဆိုင်ဘူးလုံးမှာပဲလုံးတော့ပါဖြစ်လေလုံးရင်အဲ့လိုဖြစ်မယ်။ဟုတ်လား။အဲ့တော့ဒီလိုတွေလုတ်တယ်ဗီဒီယိုတွေရိုက်ပြီးတော့မှတင်တယ်ဒီလိုတွေထုဟဲနှက်ဟဲကိုယ့်အကိုစီမံရင်ဒီလိုမျိုးဖြစ်မယ်။ဒါဆိုရင်ဒီလိုမျိုးမဖြစ်အောင်ဘယ်လိုလုပ်ရမလဲကိုယ့်အကိုညံရှိတယ်လို့သုံး။ဟုတ်လား။ကောကောညာရှိတယ်လို့လို့တင်းတင်းစိန်တွေကိုကျမကသတိပေးတာเนาะတင်းတင်းစိန်တွေလို့လို့ဒီလိုမျိုးအမှုကိစ္စတွေကကြီးမားကျယ်ပြန့်တာ ောက်ပြီလားအဲ့တော့ဒီလိုသခိုးတွေကလည်းမရှိဘူးလားဆိုရှိနေအောင်ပါအဲ့ဒီသခိုးတွေကနော်အဲ့တော့အုပ်စုလိုက်ကြီးအုပ်စုလိုက်ကြီးအဲ့တော့ကျမပြောချင်တာမဟာကိရုဏာရှင်ကြီးတွေကလည်းသခိုးအားပေးတွေတော့မလုပ်ကြနဲ့နော်တခိုးကိုအရန်ကြီးသွားပြီးတော့မှဟာအရန်ကိုမဟာကိရုဏာရှင်ကြီးတွေလက်ထဲတွေကိုပတ်စံနေထည့်ပြီးတော့မှဟာတခါတည်းကိုအတင်းကြီးတွေကြတော့လေ အာမြင်ရတွေ့ရတာအဆင်မပြေဘူးနော်တခွန်းကလည်းတခွန်းရဲ့ပြစ်မှုပြစ်ဒဏ်ခံရမှာပေါ့သူခိုးလို့ဖြစ်တဲ့ကိစ္စလေသူကဘာနာလာပြီးတော့မှဟာလုတ်ပြီးသူတို့ကတော့အင်တာဗျူးဖြေပြီးတော့မှဟိုဘက်ကိုတခါလဲလာပြီးတော့မှဗာနဲ့အမလီဟိုဥပဒေအတိုင်းဖြစ်စေခြင်းနဲ့ရောဘာရောညာရောနဲ့ဆိုတော့ခလီးငှားတယ်ဆိုတဲ့ဟာဒီ နော်အုပ်စုဖွဲ့ပြီးတော့မှကလေးတွေကိုတောင်းရန်စားတော့ခိုင်းနေတယ်ဆိုရင်ဟာတွေကကျမတို့မြင်နေတွေ့နေတာပဲနီးပွင့်ရကလေးတွေနှိမ်နှင်းလို့ရလို့လားမရဘူးအဲ့ကလေးတွေကိုအရင်ကစာတင်ပေးတယ်လीကလေးတွေဒီဘက်ကကျမတို့လူငယ်လေးတွေအုပ်စုလေးကတင်လို့မရဘူးလုံးလို့မရဘူးအလုပ်တွေခေါ်ပေးကြတယ်လीရှိနေကိုယ့်အိမ်ကပစ္စည်းတွေပါခိုးဖွက်ပြီးတော့မှလေတခါတည်းကိုအာပြီးသွားကြတာမျိုးတွေဇိုင်းရိုက်ငယ်ဗီဇဆိုးတွေဟာကျမပြောတယ်ကေတင်လို့မရဘူးတချို့လက်တွေဟာဆွင်းလို့မရဘူးသူတို့ကိုဆွင်းရင်ကိုယ်ပါကြသွားတယ် ဲ့တော့လက်ကကမ်းပြီးတိုင်းကောင်းတာမဟုတ်ဘူးတချို့လက်တွေဟာမကမ်းသင့်တဲ့လက်တွေရှိတယ်တချို့လက်တွေဟာကမ်းပြီးလိုက်လို့ရှိရင်ခုနောက်ကိုမပါပါဘဲနဲ့ကိုယ့်ကိုဆွဲချရဲဆိုတော့လက်တွေအများကြီးရှိတယ်ဒါကိုသတိထားဖို့လိုတယ်နော်အဲ့တော့ခါရောမီပလာမီကတွေလေတခုခုထစ်ခနေဆိုလို့ရှိရင်ပတ်စံသွားသွားပေးတာကျမတို့တိုင်းပြည်မှာအဲ့ဒါဇာတိတမန်တိုင်းကိုရိုက်ချိုးခံရတာပဲမလုတ်ပါနဲ့အောင်ခဏစောင့်ကြည့်ပါအောင်အញ្ញန်းကြီးအဲနိုင်ငံနဲ့အဝိုင်း hot ဖြစ်သွားပြီဆိုလို့ရှိလို့ရှိရင်ဘာလုပ်မလဲ နော်တက်ဆိုင်ရကရောဘလို့ဆောင်ရွက်မလဲကျွန်တော်တို့ခဏလေးစောင့်ကြည့်ကြည့်ပါဦးအတင်းကြီးတွေကိုမဟာကယူနာရှင်ကြီးတွေလုတ်ပြီးသွားပြီးတော့မှပေးတော့တော်ယုံသူတွေရဲ့စိတ်ထဲမှာဟာဒီလိုမျိုးဖြစ်တာတော့ဒီလိုမျိုးပတ်စံနေရပြီးတော့မှဒီလိုမျိုးအာဖြစ်တယ်ဆိုပြီးတော့မှဖြစ်ပါလိမ့်မယ်ဟောနည်းနည်းလေးဒီပရဟိတခါရောမီပရဟိတမဟာကယူနာရှင်ကြီးတွေနော်အတိတတိနဲ့ဆင်ញံတော်မူပါလို့ပဲကျွန်မကပြောပေးရစီနော်အဲ့တော့အခုတော့တခိုးလေခိုးတဲ့ဖြစ်တံခံရမှာပဲ ခုနကကိုထိလိုက်ရောက်လောက်လိုက်တဲ့အမိုင်းကြီး ਨੇ ပြစ်မှုထင်ရှားသွားတယ်နိဗီဒီယိုဖိုင်ကြီးက evidence ဖြစ်သွားတယ်လीအဲ့တော့သူ့ရဲ့အဟာအညာဒီ evidence အညာသူလဲထိုက်တဲ့မြောက်ပတ်တဲ့အဲငွေတန်းလားထောင်တန်းလားဒါမျိုးခံရမှာပဲတခိုးလဲခေါ်သွားပြီဟိုအမိုင်းကြီးလဲခေါ်သွားပြီဟုတ်ပြီနော်ကျင်းနေကြတော့ငါမပြောမပြောဘူးနဲ့နေရတဖြည်းဖြည်းနဲ့များတော့များလာပြီတလားအဆုံးထိနားတော့ကြည့်ငါပြောပြမယ်တလားဒီလိုင်းသားမှာဖြစ်သွားတဲ့ကိစ္စ ဒါတခိုးလို့ပြောလို့ရှိရင်လည်းတက်တော့ကဘန်းအောင်မယ်တကယ်မထူးတော့ပါကွာမတက်နိုင်ပါဘူးတခိုးတဲ့အဖွဲကနေပြီးတော့မှနားတဲ့အဖွဲကတက်တက်ဆိုင်ရှင်ဘက်ကနားတဲ့အဖွဲကတက်တက်တစ်တော့ကိုဆွဲတင်လိုက်ရင်လည်းဒါပဲတက်နေတာတက်နေလို့ဖိဖို့သုံးကြောင်းသုံးကြည့်လိုက်ဖိဖို့သုံးရင်လည်းဒါပဲတက်ညာမင်းတို့ကဟိုဘက်ကပါတဲ့အဖွဲတက်တက်ဒီဘက်ကပါတဲ့အဖွဲတက်တက်အဲ့ဒါတွေမပြီးသေးဘူးလှူမယ်ဆိုပြီးတော့မှလုတ်တဲ့အဖွဲကတက်တက်လှူတဲ့သူကတခိုးအားပေးဆိုပြီးတော့မှပြောတဲ့အဖွဲကတက်တက်တရားစွဲမယ်ဆိုပြီးတော့မှပြောတဲ့အဖွဲကတက်တက် တကယ်တော့ဘာမှအရေးမရအဖက်မရတယ်လားငေါ့နိုင်ငံမှာဒါမျိုးတွေကလीချေရိုးဓမ္မတာတွေလားဒါဖြစ်သွားလိုက်ပြတ်သွားလိုက်ပြီးလို့ရှိရင်တောင်းပန်လိုက်ပြန်ပြီးတော့မှဂျေအေးလိုက်ပြီးလို့ရှိရင် အော်ပြန်တနာလိုက်ကဲဆယ်လီဖြစ်သွားလိုက်ဒါတွေပဲလာတာနေ့တိုင်းနေ့တိုင်းတက်တာတကယ်တော့ဒ ပါပြီလို့ဒီမွဲပြီးတော့လီကတော့ဒီလက်ပါပဲရှိအခုဆိုလို့ရှိရင်တော့ဒီပစ္စည်းကိုတဲ့ NDG ကိုလည်းဖန်ဆီးလိုက်ပြီးဒီကျွလွန်နဲ့ဆိုင်ရှင်အမျိုးသမီးကိုလည်းဖန်ဆီးထားတယ်ပေါ့နော်ပစ္စည်းကိုတဲ့ NDG ကတော့ဒီခလေးကိုငှားပြီးတော့ခဏခဏလိုက်ခိုးနေတယ်လို့လည်းပြောတယ်ရှိဒီတခုသားမိကိုမစုံစမ်းမလေးလာပဲနဲ့ချက်ချင်းကြီးတော့ရောက်လူတန်းပေးနေတဲ့ခါရမီပရိုက်တာအဖွဲ့တွေကိုနောက်တစ်ခါဒီလိုမျိုးမလုပ်ဖို့တော့အလမသိင်းကနေပြပြလာတယ်ပေါ့နော်ဒီလိုမျိုးတခုတွေကိုတော့ရောက်လူတန်းပြီးတော့အပိစကားတွေပြောတာဟာလေတခုကိုအပိအမြလုပ်တယ်ဆိုပြီးတော့လည်းပြပြလာတယ်ရှိဒါလေးကတော့သင်ငန်းစာယူစီရပေါ့နော်ညနေခံရတဲ့ဗီဒီယိုကိုကြည့်ပြီးတော့တနာမီ တာမှန်ပေမဲ့ဒီလိုမျိုးတခုအပိတီတော့မလုပ်တင်ဘူးရှင့်ကြည့်တဲ့မျိုးတွေလက်မူတရာတင်ကစားယူလို့ရအောင်ပြန်လဲမြအောင်လဲရှင်းမဖြစ်ပါသေးမွေးဗီဒီယိုလေးကိုဆုံးလိုက်လက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတပါရှင့်ဒီမျိုးလေးနဲ့ပတ်သက်ပြီးတော့အမျိုးရဲအမြင်လေးတွေကိုလည်းဗီဒီယိုလေးအမကွန်မန့်လေးရေးကပ်ပြီးလို့ရပါရှင့်နောက်ထပ်လည်းမိုးဆက်လေးတွေနေဘူးတူတာရက်စရာဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတက်ဆက်ပေးတတ်မှာမွေး channel လေးကို like subscribe နဲ့တာပြီးဖို့တောင်းဆိုပါရှင့်